မင်္ဂလာပါဒေါက်တာအောင်သူဘလော့မှကြိုဆိုပါရစေ။မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်အန်ဆုံးအကြောင်းလေးကိုပြောပြပေးပါမယ်။အန်ဆုံးဆိုတာလူတိုင်း ကြောက်တယ်တချို့ပေါက်တဲ့လူရှိတယ်တချို့မပေါက်တဲ့လူရှိတယ်ဗောနော်ဒါအမျိုးမျိုးရှိကြရဗောနော်အဲ့တော့အန်ဆုံးရဲ့အကြောင်းလေးကိုကျွန်တော်အသေးစိတ်လေးပြောပြပေးမှာဗောနော်အန်ဆုံးကကျွန်တော်တို့ဒီ Greek အခေါ်ဟောရဆိုရင်တော့ Odonsha Sophia လို့ခေါ်တာဗောနော်သူရဲ့အတိတ်ဘယ်ကတော့ The of the Wisdom လို့ခေါ်တယ်အဲ့တော့သူရဲ့အခေါ်ဟောမှာခေါ်နော် အော်ဒွန်ရှာဆိုဖီးယားရှိရယ်ပြီးတော့ဝစ်စတန်သူလို့လည်းခေါ်တယ်တက်မူလာလို့လည်းခေါ်တယ်လက်စ်မူလာလို့လည်းခေါ်တယ်အဲ့တော့ဒီအန်ဆုံးသွားကလူတယောက်မှာကျွန်တော်တို့၄ချောင်းရှိရတယ်၄ချောင်းရှိတယ်သွားရဟိုကျွန်တော်တို့ဒီသွားရဖွဲ့စည်းပုံမှာဆို၄ချောင်းပါတယ်ပေါ့နော် ဒါပေမဲ့တချို့ကနှစ်ချောင်းပဲပေါက်တယ်လူလည်းရှိတယ်တချို့တစ်ချောင်းပဲပေါက်တယ်လူလည်းရှိတယ်တချို့သုံးချောင်းပေါက်တယ်လူရှိတယ်တချို့လေးချောင်းလုံးပေါက်တယ်လူရှိတယ်အမျိုးမျိုးပေါ့အလားတော့ and ပုံမှန်ကတော့ကျွန်တော်တို့က၄ချောင်းပါရတယ်ပြီးတော့ကျွန်တော်တို့ဒီအန်ဆုံးကပေါက်တဲ့အချိန်ပေါက်တဲ့အချိန်ကကျွန်တော်တို့က၁၈နှစ်ကနေ၂၅နှစ်အတွင်းမှာအန်ဆုံးပေါက်ကြတယ် အဲဒါမဲ့တချို့ကြတော့ကျွန်တော်တို့က session နဲ့အထက်ဒီ20 20နဲ့25ဝင်းချင်းမှာတချို့ပောက်တာမျိုးရှိတယ်တချို့25ကျော်မှပောက်တာမျိုးလည်းရှိတတ်တယ် variation ပေါ့နော် variation ကတော့နည်းနည်းတော့ရှိတယ်ဒါမဲ့အကြမ်းမြင့်မှတ်မယ်ဆိုရင်တော့ကျွန်တော်တို့က session နဲ့နဲ့25အသွင်းမှာပောက်လေးရှိတယ်ဒါကတော့ကျွန်တော်တို့ကဒီအန်ဆုံးတွားနဲ့ပတ်သက်ပြီးတော့ဒါ ဟိုဘောအသေးစိတ်ကြီးပေါ့နော်ပြီးတော့အန်ဆုံးသွားမှာပုံမှန်ကကျွန်တော်တို့ကအမြင့်နှစ်ချောင်းပါတာများတယ်အမြင့်ပူးတာများတယ်အပေါ်မှာအန်ဆုံးရဲ့အပေါ်အန်ဆုံးမှာဆိုရင်တော့ကျွန်တော်တို့ကတစ်ခါလေးအမြင့်၃ချောင်းထိပါတာမျိုးရှိတယ်ဒါကတော့ဒါအမြင့်ရဲ့ပုံစံလေးပေါ့နော်အဲ့တော့အန်ဆုံးသွားကကျွန်တော်တို့ကဘလူပြဿနာတွေပြီးတတ်တာလေးပေါ့အဓိကကကျွန်တော်တို့ကအန်ဆုံးက နောက်ဆုံးမှပေါက်တဲ့သွားပေါ့နော်နောက်ဆုံးပေါက်ပေါက်တဲ့သွားဖြစ်တဲ့အတွက်သူ့အတွက်ကိုအဓိကက နေရာလုံလုံလောက်လောက်မကြံတတ်ဘူးဒါကြောင့်သူကတခါတလေစောင်းပေါက်တာမျိုးဖြစ်တတ်တယ်တချို့အန်ဆုံးပေါက်တာ အခက်ခဲဖြစ်ပြီးတဖုံးရောင်တာနာတာဖြစ်တတ်တယ်တချို့ကြတော့ဒီအန်ဆုံးကစောင်းပြီးတော့ရှေ့သွားရဲ့သွားအမြင့်ကို စားသွားတာမျိုးလည်းရှိတတ်တယ်။တချို့အဲ့ဒီကနေမှ သွားတွေယိုင်လာတယ်၊သွားတွေထတ်တာမျိုးလည်းရှိတတ်သေးတယ်။ဒါကတော့အန်ဆုံးရဲ့ကျွန်တော်တို့ဖြစ်တတ်တဲ့လက္ခဏာလေးပေါ့နော်။အဲ့တော့ဒီကျွန်တော်တို့ဒုက္ခပေးမဲ့ဒီအန်ဆုံးရဲ့လက္ခဏာကတော့ကျွန်တော်တို့ကအန်ဆုံး trap ဆိုရင်နာတယ်၊ကြိုက်တယ် ါဆိုရင်ဒါဒုက္ခပြီးမဲ့လက္ခဏာထဲမှာပါတယ်။နောက်ကတချို့ကအဲ့နာတာကြိုက်တာနေပြီးတော့ကျွန်တော်ကသွားတန်ရှင်းရေးတေချာဂယုမဆိုင်နိုင်ရင်လေကျွန်တော်ကအဲ့ကနေပိုးစားပြီးတော့ကျွန်တော်တို့ကြိုက်တာနာတာဖြစ်နိုင်သေးတယ်။နောက်တစ်ခုကအဲ့ဒီကျွန်တော်တို့ဒီအန်ဆုံးကစောင်းနေတဲ့အတွက်ကျွန်တော်တို့ကဒီအပေါ်ကတခါလေးတဖုံးကကျွန်တော်တို့မပြတ်ကြဘဲနဲ့တဖုံးကအန်ဆုံးရဲ့အပေါ်မှာ အုပ်နေတာမျိုးလည်းရှိတတ်တယ်။အဲ့ဒီကနေလည်းကျွန်တော်တို့ကနာတာရောင်းတာဖြစ်တတ်တယ်။အဲ့ဒီကနေနာတာရောင်းတာဖြစ်သွားရင် တချို့သတိမျိုးချလို့တော့မရတော့ဘူး။ပြီးတော့ကျွန်တော်တို့ဒီလေပင်အကျိတ်လေးတွေရောင်းတာမျိုးတွေဖြစ်တတ်တယ်။တချို့မျက်နာရောင်းတာတွေဖြစ်တတ်တယ်ပေါ့နော်။ဒါကတော့ကျွန်တော်တို့ကဒုက္ခပေးနိုင်တဲ့အံဆုံးရဲ့လက္ခဏာပေါ့။အဲ့တော့ကျွန်တော်တို့ကဒီဘလို့အချိန်မျိုးမှာ ဒီအန်ဆုံးကိစ္စကိုကျွန်တော်တို့ကဥဒပေးရမလဲပေါ့နော်ဒီအပေါ်တကယ်ပြောရရင်တော့အခုကျွန်တော်အခုပြောတဲ့အပေါ်ကအကြောင်းနေအထက်ကအကြောင်းနေဖြည့်ရင်တော့ကျွန်တော်တို့ဒီကုသမှုတွေလုပ်ပေးရတယ်ပေါ့ကုသမှုကတော့ကျွန်တော်တို့ကတချို့ကကျွန်တော်တို့နှုတ်ရတာမျိုးအထိရှိတတ်တယ်တချို့ကြတော့ကျွန်တော်တို့ကဒီဒီအန်ဆုံးရဲ့ တဖုံးပေါ့နော်အန်ဆုံးရဲ့တဖုံးအုပ်နေတယ်ရှည်နေတယ်ဆိုတော့တဖုံးကိုကျွန်တော်တို့ကပြန်ပြီးတော့တိပြီးဖြတ်ပေးရတာမျိုးတွေလုပ်ပေးရတယ်ဒါပေမဲ့ကျွန်တော်တို့ကလုပ်တော့မယ်ဆိုရင်အမြဲတမ်းကျွန်တော်တို့ကဒီအန်ဆုံးရဲ့အခြေအနေကိုဓာတ်မှန်ကျွန်တော်တို့အရင်စစ်ပေးရတယ်ပြီးမှကျွန်တော်တို့ကဒီနှုတ်တင်လာဒါမှမဟုတ်တချို့ကြတော့လည်းထားလို့ရတယ်တချို့ဆေးတောက်တာနဲ့တင်ပျောက်သွားတာမျိုးလည်းရှိတယ်ဒီနာလာကြိုက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအန်ဆုံးတွေထွက်လာရင် ဒါမကြိုက်အောင်အိမ်သွင်းဘလို့ထိမ့်သိမ့်ကြမလဲပေါ့အဲဆုံးထွက်တဲ့အရွယ်ရောက်ရင်အဲအဓိကတော့ကျွန်တော်တို့ကဒီဂရင်းတန်ရှင်ရေတေချာဂယူဆိုင်နိုင်ရင်ဒီအန်ဆုံးကနာမဲပြဿနာကိုကျွန်တော်တို့အများကြီးထိန်းထားပြီးနိုင်တယ်အဲကျွန်တော်သွားတိုက်တာတေချာတိုက်မယ်ပြီးရင်အစာစားပြီးတိုင်းကျွန်တော်သွားပုတ်ကျလေးတေချာသုံးမယ်အစာလေးတေချာထုတ်ပေးမယ်ဒီအန်ဆုံးရဲ့သွားချားတွေကို အစာမညံ့အောင်တေချာတန်ရှင်းလုပ်ပြီးမယ်ပြီးတော့တချို့ကြတော့ကျွန်တော်ကစားရင်ငုံနဲ့အကျင့်လေးတနည်းကိုနှစ်ကြိမ်ထားအမြဲလုပ်လို့ရတယ်တေချာလေးလုပ်ပြီးလို့ရတယ်တချို့ကြတော့ green tan စီးရီလေးတုံးတာဒါလည်းတနည်းကိုနှစ်ကြိမ်အမြဲသုံးပြီးနေရင်တော့ကျွန်တော်တို့ဒီအန်ဆုံးရောနာတဲ့ကြိုက်တဲ့ပြဿနာမျိုးမဖြစ်နိုင်ဘူးပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီဘလို့ထပ်ကာကွယ်လို့ရလဲဆိုတော့တချို့က အန်ဆုံးပောက်ပြီးလုံးဝမနာတဲ့လူရှိတယ်။တချို့ကြတော့လည်းအန်ဆုံးပောက်ပြီးတော့စတောဆူဆူဝါဝါနာတဲ့လူရှိတယ်ပေါ့နော်။အဓိကကကျွန်တော်ကဘယ်အချက်ပေါ်မူတည်လဲဆိုတော့ကျွန်တော်ခုနကပြောတယ်။ဂရင်းတန်ရှင်ရေးကလည်းတဲ့အချက်ထဲမှာပါတာပေါ့နော်။ဒါအပြင်ကျွန်တော်ကဂရင်းတန်ရှင်ရဲ့အပြင်တချို့ကြတော့လည်းကျွန်တော်တို့တကယ်နေရာမလုံလောက်ရင်တော့ဒီအန်ဆုံးကြိုက်တာတွေပါလိ။အန်ဆုံးကနေနာတာတွေပါလိ။ရှိတတ်သေးတယ် အဲ့တော့ကျွန်တော်တို့အခုဒီအန်ဆုံးနဲ့ပတ်သက်ပြီးတော့အန်ဆုံးအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အသိပညာဗဟုသုတတစ်ခုခုရရှိသွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အခုဗီဒီယိုလေးကနေပြီးတော့အသိပညာဗဟုသုတတစ်ခုခုရရှိသွားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကိုထုံးစံတိုင်း subscribe လုပ်ပေးပါအောင်ခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါခင်ဗျာ မင်္ဂလာရှိတဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေခင်ဗျာ